သူတို့ဖာဖြစ်လို့အတုံးမကြတဲ့ဝန်တန်းတွေကိုမဖြုတ်ပြစ်လဲမသိဘူးကြေးရွာတစ်ခုက အသေးစားဆေးရုံတစ်ခုမှာအလုံးလုံးနေကြတဲ့ဝန်တန်းတွေဟာစွမ်းဆောင်ရည်ညံ့တဲ့လူတွေကိုသိမ့်မကြည်နဲ့ကြဘူးဖြစ်နေတဲ့သူတို့ထင်တာက အဖွဲရစီးရွတ်အကျိုးမရှိတဲ့သူတွေကို အရန်တီးခံနေပြီးတော့အလုံးထုတ်တဲ့ပေါ်သူနာပြုတ်တွေ ပြောတာကတော့အစို့လော့ဖော်ကန်ဘက်တွေက အလုတ်ကိုနှောက်ကြမလာတဲ့နေမကောင်းလို့ခွင့်တွေယူကြတယ်ကိုဖော်မရဘူးတဲ့အဲမှုကိစ္စနဲ့အလုတ်သမားတွေကိုလည်းသူတို့တနေ့လုံးလှုပ်တဲ့အလုတ်ရဲ့တဝက်လောက်တောင်းလော့ဖော်ကန်ဘက်တွေကမပြေးကြဘူးလို့ဆိုတဲ့အများစုကလည်းဌာနမန်နေဂျာတွေတော်တော်များများက သူတို့အလုတ်ကို မလုံးကြဘူးလို့ခံစားရခံစားနေရတဲ့ဝန်တန်းတွေထင်တာကတော့စီနီယာအုပ်ချုပ်သူတွေကသူတို့ဝန်တန်းတွေကိုမြင်တယ်လို့မမြင်ကြဘူးသူတို့ကကန်းနေကြတာလားပေါ့သူတို့အလုံမှာထူးချွန်တာကိုရောအုပ်ချုပ်သူတွေသိပါမလားဆိုပြီးတိတ်တဆိတ်မေးခွန်းထုတ်ကြတယ်ရုံးကန်းကတော့သူတို့ရဲ့ ယင်းဒီဖော်ရွေပြီးတော့နှစ်လုံးဖွဲ့ကောင်းတဲ့ဖတ်ဝန်းကျင်မျိုးကိုကွန်ယူနေတယ်ဘယ်လိုလုပ်ငန်းခွင့်မျိုးလဲဆိုရင်ဝန်ထမ်းတစ်ယောက်ကအလောက်ရသွားတာနဲ့တသက်လုံးဒီမှာပဲနေချင်းနေချင်းသွားမဲ့ပုံစံမျိုးပေါ်ဝန်ထမ်းအများစုကဆေးရုံမှာအလောက်လောက်လာတာ အနည်း20နဲ့အထက်ဖြစ်နေကြပြီတစုံတစ်ယောက်ကိုအလောက်ထုတ်ခြင်းဟာသူတို့စီက အလုတ်ကိုပြန်သိမ်းလိုက်တယ်လို့ဖြစ်တဲ့အပြင်ယင်းဒီရင်းရင်းနီနီရစ်ဖွဲ့ထားတဲ့အတိုင်းဝိုင်းကနေပယ်ပြစ်ပယ်လိုက်တာပြစ်ပယ်လိုက်ရလဲရောက်ပါတယ်အိုးချို့သူတွေကတန်းနေတာ မဟုတ်ပါဘူးနှစ်ပေါင်းများစွာသီးခံလာရတဲ့အဆင့်အလိုက်စွမ်းဆောင်ရည်မကောင်းတဲ့သူတွေရှိတယ်ဆိုတာသဘောပေါက်ပြီးသားပါဒါပေမဲ့ သူတို့ကြောက်တာကကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုတိဆောက်တားရကနေပြင်းထန်စွာ အရေးယူလိုက်လို့တာဝန်ဖတ်ဝန်းကျင်ကောင်းတစ်ခုပြည့်စည်သွားမှာဆိုလိုပါပြီးတော့ဥပဒေရေးရာပြည်ထနာတွေကြုံစရာမလိုပဲစွမ်းစာရည်မကောင်းတဲ့သူတွေကိုအလုံးထုတ်နိုင်လောက်တဲ့စာရွက်စာတမ်းအထောက်အထားလည်းမရှိလို့ပါ လုပ်ငန်းရှင်တွေရဲ့ကြတနာအဖွဲ့အစည်းဘယ်အဖွဲ့အစည်းမှမစိုးစွမ်းဆောင်ရည်မကောင်းတဲ့သူတွေရှိပါတယ်ကျွန်တော်အခုပြောနေတာအလောက်ကိုအနိုင်ဆုံးလောက်ကင်နေသူတွေကိုပြောတာပါသူတို့ကကုမ္ပဏီစီမံစီကံတွေကိုချိုးဖောက်တာလည်းမရှိဘူးလက်ရဲဆက်ရဲနဲ့အဆုံးအဆုံးကြီးမားတဲ့အမှားကျွလွန်တာလည်းမရှိဘူး ဘာပဲဖြစ်ဖြစ်သူတို့ကအဖွဲ့အစည်းကိုတော်တော်ထိခိုက်စေတာတော့အမှန်ပဲအစိုးရတွေစောင့်ရှားခြင်းလို့စွမ်းဆောင်ရည်မကောင်းတဲ့သူတွေကို အရေးမယူတဲ့မန်နေဂျာတွေကိုအခြားဝန်ထမ်းတွေကဆုံးချက်ချက်မပြတ်သားပဲထိရောက်အောင်မလုံနိုင်ကြဘူးလို့ထင်မြင်ကြတယ်စွမ်းဆောင်ရည်ကောင်းတဲ့သူတွေလည်းတော်ချို့သူတွေကိုအလုံမှထူးချွန်တဲ့သူ မထူးချွန်တဲ့သူကိုဖွဲခြားမသိအမသိရကောင်းလားဆိုပြီးအမြင်ဆောင်ကြတယ်ဒီလိုဝန်ထမ်းတွေရဲ့မကြည်နပ်ချက်တွေကငါရဲ့ love for canva တွေကနည်းနည်းပဲလောက်တက်တာကိုဘာဖြစ်လို့ငါကအလုတ်စူးစားရမှာလဲအလုတ်နည်းနည်းပဲစူးစားတဲ့လူထက်ငါကပိုပြီးပတ်စံရတဲ့ငါကငါအလုတ်အတွက်ရော သူများအလုတ်ကိုပါလွတ်လိုက်ကူနေရလို့အလုတ်ပိုကျိုးစားမှရမယ်စိတ်ပညာရှုထောင့်တန်းသူညီမသီအိုရီရဲ့ခံမှန်းချက်တွေအရဝန်တန်းတွေလုပ်ငန်းခွင်မှာမတူညီမှုတွေခံစားလာရရင် အောက်ပါအဆက်သေးကတခုခုကိုလုံးရပါလိမ့်မယ်အလုတ်မှာတိတ်အားဆိုင်စရာမလိုပဲ စယောကိုပါရင်းနှီးမြုပ်နှံထားတာကိုလျှော့ချမယ်။ရာဓုတို့လာစာတို့ဖို့အတွက်လက်ပေးလက်ယူလှုပ်ပြီးတော့ရလက်ကောင်းတွေဖန်ပြီးမယ်။စွမ်းဆောင်ရည်မကောင်းတဲ့သူတွေလည်းအဖွဲအစည်းကိုအခြားနည်းလမ်းနဲ့ဖန်ဖို့ပေးနေတယ်လို့ခံယူပြီးစွမ်းဆောင်ရည်မကောင်းတဲ့သူတွေကိုပို့ပြီးတော့ပွဲထုတ်မယ်။စွမ်းဆောင်ရည်မကောင်းတဲ့သူတွေကို အလုံးထုတ်ခံရအောင်လုပ်ပြီးသူတို့ရဲ့ရလက်တွေကိုရှော့ချမယ်လက်ရှိအလုံးကနေထွက်မယ်ဘယ်လိုဖြည့်ချင်းကြမလဲအစားနီအစားဖယ်နီလက်မှဖြည့်ချင်းဖို့အစင်မပြေဘူးဆိုရင်စွမ်းစာရည်မကောင်းတဲ့လူတွေနဲ့မပေါင်းပဲခွဲထွက်နေတာအကောင်းဆုံးပါပဲဒါဟာစွမ်းစာရည်မကောင်းတာကိုတိခန့်တာ မဟုတ်ဘူးဆိုတာကို အခြားဝန်ထမ်းတွေကိုအချက်ပြပြီးသားဖြစ်ပါလေအချက်ပြပြီးသားလည်းဖြစ်သွားတယ်ဒါပေမဲ့စွမ်းဆောင်ရည်မကောင်းတဲ့သူတွေကိုဆက်ဆံတဲ့အချိန်မှာတည်တည်ချာချာစဉ်းစားထားရမယ်အချက်တွေလည်းရှိပါတယ်ဦးစားပေးအချက်များနံပါတ်1စေတနာရဲ့အရင်းအမြစ်ကို ရှားဖွေတတ်မှတ်ပါ2 အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးဝန်ထမ်းနဲ့တွဲဆောင်ဆွေးနွေးနိုင်အောင်အချိန်သတ်မှတ်ပါနှစ်စဉ်စွမ်းဆောင်ရည်အပဲဖြတ်တဲ့အချိန်အထိကို မဆောင်ပါနဲ့ဘယ်အရာက စွမ်းဆောင်ရည်ပြဿနာကိုချစ်စေပြီးတော့တိုးတက်လာအောင်လှုပ်လို့ရမရဖော်ထုတ်ပါ လုပ်ငန်းခွင်အတွင်ကရော အပြင်ကပါစစ်နိုင်စေရှိတဲ့အကြောင်းအကြောင်းရင်းတွေကိုရှာဖွေပါ အရေးကြီးဆုံးကဖြစ်နိုင်တဲ့ဖြည့်ချင်းချက်တွေကိုဝန်တန်းနဲ့လက်တွဲဆောင်ရွက်ပါ။နံပါတ်1ဝန်တန်းကိုအခြားကြီးချက်တွေနဲ့တာဝန်ချပေးပါ။မတူတဲ့ကြီးချက်တွေကြောင့်စွမ်းဆောင်ရည်မကောင်းတဲ့ဝန်တန်းစီကအကောင်းဆုံးကိုဆွဲထုတ်နိုင်အောင်ဆွဲထုတ်နိုင်ကောင်းနိုင်ပါမယ်။အစ်စတင်ချင်းဟာလိုအပ်ချက်တစ်ခုဖြစ်နေပါလိမ့်မယ်။ နံပါတ်3ဝန်ထမ်းကိုမတူတဲ့နေရာမှာစထားပေးပါ အဖွဲ့အစည်းဖြစ်ဖြစ်ဝန်ထမ်းဖြစ်ဖြစ်အမြဲတမ်းပြောင်းလဲနေပါတယ်အဖွဲ့အစည်းအတွင်းတာဝန်ဝတ္တရားတွေလော့ဖော်ကံပတ်တွေသို့မဟုတ်ပတ်ဝန်းကျင်အခြေအနေတွေပြောင်းလဲသွားတာကဝန်ထမ်းအတွက်ပိုကောင်းလာပါလိမ့်မယ်နံပါတ်4ဝန်ထမ်းကိုပြန်လဲလေ့ကျင့်ပေးပါ ဝန်တန်းရဲ့အရေးအချင်းကိုအစစ်တိုးမြင့်တာပဲဖြစ်ဖြစ်ပြောင်းလဲတာပဲဖြစ်ဖြစ်လိုအပ်ပါတယ်မြန်မာတဲ့အောင်မြင်မှုကိုစုခုနိုင်တဲ့အရေးအချင်းတွေကိုပိုင်ဆိုင်ရတဲ့အခါဝန်တန်းတွေကပို့ပြီးပျော်လာပြီးတော့ဖို့တော်လာတက်ကြပါတယ်တင်းကျပ်တင့်တဲ့လှုပ်ဆောင်ချက်များတကယ်လို့အခြားတစ်ဖက်မှာဝန်တန်းကအဖက်ဆယ်လို့ မရတော့တဲ့အခြေအနေဆိုရင်ဆောင်ရွက်မှုတွေလိုအပ်လာပါလိမ့်မယ်အရှားဆောင်ရွက်မှုတွေလိုအပ်လာပါလိမ့်မယ်နံပါတ်1စေတနာဖြစ်နေတဲ့ဝန်တန်းကိုဘယ်လိုဆုံးမတုံတင်ရမလဲဆိုတာကြည်ကျက်သူတွေကိုပြန်လဲလေ့ကျင့်ပါကြည်ကျက်သူတယောက်အနေနဲ့ဝန်တန်းတွေကိုနီးလန်းတကျတုံတင်ဆုံးမဖို့ဆိုတာအကက်ခဲဆုံးအလုပ်တွေတဲက တစ်ခုဖြစ်ပါလေထင်ရောက်မှုမရှိတဲ့စွမ်းဆောင်ရည်တွေကို စာရွက်စာတမ်းနဲ့ဘယ်လိုမှတ်သားထားမလဲစွမ်းဆောင်ရည်ဆိုင်ရာကြေညာတွေကိုဝန်တန်းတွေနဲ့ဘယ်လိုဆွေးနွေးမလဲအစီအစဉ်တွေကို တိုးတက်ကောင်းမွန်အောင်ဘယ်လိုစလုပ်မလဲစတဲ့ပိစရက်တွေကို ပုံမှန်လေ့ကျင့်သင်ကြားပေးတင်ပါတယ်ဒီရက်ဆက်တွေဟာအားလုံးမှအဆင်မပြေရင် ကြဒနာရှိတဲ့ဝန်တန်းကိုဘယ်လိုအလုပ်ထုတ်ရမလဲဆိုတာကအစသိထားတဲ့ပါတယ်။နံပါတ်1အရှာဌာနကိုပါဝင်ဆောင်ရွက်ခိုင်းမှာအရှာပညာရှင်တွေကဝန်တန်းတွေနဲ့စွမ်းဆောင်ရည်ပြဿနာကိုဘယ်လိုဆွေးနွေးရမလဲဆိုတာတက်ကြွပြီးသားဖြစ်ပါတယ်။သူတို့ကတက်ဆိုင်ရာကုမ္ပဏီစီမံစစ်တမ်းတွေအစိုးရဆက်မှတ်ထားတဲ့ ဥရိတတွေအကြောင်းလဲဘဟုတုတကျွေဝပါတယ်တိုးတက်လာအောင်လောက်တည်ဖြစ်ခြင်းအလုံးမထုတ်ပယ်ဖို့လောက်တည်ဖြစ်ခြင်းသူတို့ကကနဦးကလေးကပါဝင်ပတ်သက်စေတာကောင်းပါတယ်နံပါတ်3စာရွက်စာတမ်းနဲ့တကွချင်းချင်းပါ ကြည်ကျက်သူတွေဟာစားဆောင်ရင်မကောင်းတဲ့ဖြစ်ရက်တွေကိုမှတ်တမ်းမှတ်ရနဲ့တက်တည်ပြင်ဆင်ထားတဲ့ပါတယ်စီကန်ချိုးဖောက် ီစီစီကန်ဆိုဖောက်ပြီးတာစီကန်ဆိုဖောက်ပြီးဆိုတာနဲ့ဆက်ချင်းဝန်တန်းနဲ့ဆွေးနွေးသင့်ပါလေသတ်မှတ်ထားတဲ့အခြေရတော်အတွင်းတိုးတက်ကောင်းမွန်လာတာမရှိဘူးဆိုရင်အလောက်ကနေထုတ်ပေမယ်ဆိုတာကိုလည်းဝန်တန်းကိုတတိပေးထားသင့်ပါတယ်နံပါတ်၄စီနီယာအုပ်ချုပ်သူတွေကလည်းတိုက်တွန်းအားပေးရမယ် တိရောက်မှုမရှိတဲ့ဝန်တန်းတွေကိုတိုးတက်အောင်လှုပ်ရှင်းဖြစ်စေအလုံးမထုတ်ပယ်ခြင်းဖြစ်စေကြည်ကျက်သူတွေဟာအဖွဲ့အစည်းအတွက်အရေးကြီးတဲ့စတာကိုစီနီယာအုပ်ချုပ်သူတွေကပြောဆိုတင်ပါတယ်နေကောသူတပားတွေက အလုပ်ကိုလှုပ်တင်သလောက်မလုပ်ဘူးအုပ်ချုပ်သူတွေကလည်းဘာမှအရေးမကြီးအရေးမယူဘူးလို့ဝန်တန်းတွေထင်မြင်ရတာကို မုံကြပါတဲ့အုတ်ချုပ်သူတွေကဥစည်းဥဆောင် ပြုပြတော့အကြောင်းရင်းကိုရှာဖွေဝန်တန်းရဲ့တာဝန်ဝတရားကို ပြောင်းလဲကြည်ကျက်သူ ပြောင်းလဲလက်ကျင့်တင်ကြမှု ပြန်လို့တွင်တင်ဆုံးမသောမဟုတ်အလောက်ကနေထုတ်ပယ်တဲ့ပိဿရရတွေကို ဖြည့်ရှင်းပေးသင့်ပါတယ်အုတ်ချုပ်သူတွေကြောက်နေတဲ့အတိုင်းမဟုတ်ပဲသူတို့ဘက်ကတင့်တော်တဲ့အေးအေးယူဆောင်ရွက်မှုတွေကို ြုတ်လုတ်ပေးတာကိုဝန်ထမ်းတွေသိရင်ကြော်ချွင်ကြပါလိမ့်မယ်